အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ25ရက်အင်္ဂါနေ့ညနေခင်းစီရေတရင်သုံးတက်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ဒီရက်ထက်မှာမြောက်ပိုင်းကတိုင်းရင်းသားတွေရဲ့အောက်ခြေတပ်မှုတွေပို့တိုက်မှုကိုဇောင်းပေးပုံဖော်လာနေတာကိုတော်တော်များများမြင်လာရပါတယ်ဒါကထူးဆန်းမဟုတ်ပါဘူးဟိုရင်ထဲကချစ်နေကြတာပါ ဒီလိုဖြစ်အောင်လဲစစ်ဘိုလ်ချုပ်ကြီးများကဘေးတီးပုံဖော်နေကြတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးတာလေးရှင်းပြပါမယ်စစ်ကောင်စီဟာအခုမှစစ်ရှုံးတာမဟုတ်ပါဘူးလက်ရှိအခုအခြေအနေမှာတော့ခွက်ခွက်လန်အောင်ရှုံးတာပေါ့ဗျာပြောရမယ်ဆိုရင်အရင်က only me နဲ့တိတ်တိတ်လေးရှုံးနေတာကနေ friend only နဲ့ profile လော့ချပြီးတော့ရှုံးတော့တာပေါ့ဗျာ ဘေတုံးတွေကစပြီးရှုံးတာလဲဆိုရင်တော့ရခိုင်စစ်ပြည်ပြည်မှာဖြစ်ပါတယ်အခုလိုမျိုးတိုင်ရင်ဌာနချုပ်တွေကိုမသိမ့်ပိုက်နိုင်သေးပေမဲ့ဘေတိဆိုတာနဲ့ကွဲပါတယ်လှုပ်တာနဲ့ပြုတ်ပါတယ်စစ်ကြောလိုက်အဖမ်းခံရတာတို့စခန်းပေါ်ကနေဆင်းပြေးရတာတို့တွေချစ်ခဲ့ရပါတယ်ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာအခြေစိုက်တဲ့တိုင်ရင်တွေကလွဲလို့တနင်္ဂနွေလုံးမှာရှိတဲ့အခြားတိုက်ခိုက်ရေး စက်မာတွေအကုန်လုံးနှီးပါလာပြီးစစ်စင်ရေးဝင်ဝင်ကြပါတယ်အဲ့ဒီအချိန်ကလေးကကြီးရည်လီစစ်စင်နေပေမဲ့စစ်တပ်ဟာစေရေးရလုံးဝအသာစီးမရခဲ့ပါဘူးချင်းတော်ပိုင်းက view စခန်းတစ်ခုမှာကျွန်တော်ရဟတ်ရင်အကျုံစောင့်နေကြုံခဲ့တာလေးပြောပြပါမယ် view ဂျီတူစေဦးစီမူဒုတိယတန်းနဲ့ရင်းပြီးတော့ညနေဘက်ဆိုရင်ကျွန်တော်တို့တွေခွက်ပုံးလေးကြည့်ရင်ရောက်တတ်ရရပြောကြပါမင်းသားရေ မင်းသားဆိုတာကမေဂျာဗိုလ်မှုမင်းသားလို့ခေါ်ကြပါတယ်ကျွန်တော်တို့တွေဆစ်ရှုံးနေကြပြီအခုရခိုင်မှာဆိုရင်တပ်မတွေတပ်သီးတွေလည်းကုန်သလောက်ဖြစ်နေပြီအခုရခိုင်မှာနေပြည်တော်နဲ့ပါဝင်တိုက်ပေးနေတာဒါလည်းကိုရီကြီးခံရတယ်အပေါ်ကလူကြီးတွေစနေပြူပါတွေပြောင်းဖို့လိုနေပြီလို့ထင်တယ်ဒါတောင်ရခိုင်ပြည်နယ်တနေရာလည်းဖြစ်နေတာမို့တနိုင်ငံလုံးလက်နက်ကင်တွေတပြိုင်တည်းသာတိုက်လိုက်ရင်လပိုင်းနဲ့ပလတ်ပြုတ်ကုန်မယ်ထင်တယ် ဂျင်းလဲစရာကြီးပါမင်းသားရဆိုပြီးတော့ဂျီဂျင်းလေးနည်းနည်းကြိုက်လာတော့တုံးကာလာနည်းနည်းမြင့်သွားတယ်ထင်ပါတယ်တဲဘဝမှာဖြူပါမှုမမကြီးရက်နေပြီတလုံးချင်းပြောပါတယ်ဟဲ့ဟာလေကြီးလေကျသိပ်ပြောမနေနဲ့မင်းတို့အစင်နဲ့ခိုင်းတာလို့ကြားလားတရားရင်နဲ့တိုက်တယ်ဆိုတာဘယ်တော့မှဖြစ်မလာစေရဘူးဖြစ်မလာအောင်လုပ်ဖို့ကငါတို့လူကြီးတွေတာဝန်ဒီစကားတွေကိုရဲဘော်တွေရှိမပြောမိစေနဲ့ကြားလားဂျီတူဒီကောင်တောက်စကားအရမ်းရှိတယ်ကွာအစောဆုံးအကြုံနဲ့သာထည့်ပေးလိုက်လို့ပြောပါတယ် အဲ့ဒီလိုပြောခဲ့တဲ့သူဟာမကြသေးခင်ကာလကမှဂျီအောင်သွားတဲ့ကာနယ်ညီမောင်ဖြစ်ပါတယ်အမှတ်69ချင်းမြန်တတ်မှတ်ဌာနချုပ်မှာဒုတမမူတာဝန်ထမ်းဆောင်ရင်းနဲ့ကြားဖြန့်ကိစ္စနဲ့ညှိတော့တာပါစစ်ဘုတ်ချုပ်တွေဟာမျိုးမျိုးစုံနဲ့တိုင်းရင်းသားတွေကိုတတ်ရှူတွေးခွဲနေတာဖြစ်ပါတယ်ဒါကိုစက်ဆံရခေါင်းဆောင်ပိုင်းတွေလည်းသတိထားနေကြတာဖြစ်ပါတယ် စစ်အုပ်စုအလုံးစုံပြုတ်ကြမှာလားအမျိုးသားရင်ကြားစစ်ရေးကိုကာယကံရှင်တိုင်းရင်းသားတွေကိုယ်တိုင်ညှိနှိုင်းဖြေရှားမယ်ပြဿနာပြရတာဖြစ်ပါတယ်တရုတ်နိုင်ငံယူနန်ပြည်နယ်ဟိုင်ကေမှာတရုတ်ကနေကမကထပြုလုပ်တဲ့စကားဝိုင်းရလက်ကြားသိရပါတယ်နှစ်ဖက်စလုံးကတရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ကချင်အရေးညစ်ဆက်ကြွန့်ပြင်သူတွေပြောတဲ့အတန်နေကြားရပါတယ် KIA ကချင်သွမြောက်ရေးတပ်မတော်ဘက်ကအခုလဲတောင်းဆိုပါတယ်ကချင်ပြည်နယ်ထဲက စစ်ကောင်စီရဲ့အခြေစိုက်စစ်ကမ်းတွေအားလုံးစုပ်ခွာသွားကြဖို့ပဲဖြစ်ပါတယ်။အားလုံးကချစ်ကြရနော်။ဆက်သွားကြဆိုတာအယူပဲပြောနေကြတယ်။ CIA ကချင်လူမျိုးရေးတက်မလို့ပြောခွင့်ရဗမူကြီးနော်ဘူးကတော့ဆွေးနွေးခြင်းမရှိဘူးလို့ညှင်းဆိုထားတာကိုလည်းတွေ့ရပါတယ်။ဒါဆိုရင်ကစားထားတင်မှုကျွန်းနဲ့ကိုကိုဦးတို့အဖွဲ့ဟာကုမင်းကို shopping ထွက်တာတော့မဖြစ်နိုင်ဘူးလို့သုံးသပ်ချင်ပါတယ်။ဗမော်တိုက်ပွဲ ပုံမပြင်းထန်လာနိုင်ခြင်းရှိပါတယ်။တရုတ်ရဲ့ VI စီမံကိန်းဒစိမ့်တစ်ပိုင်းဖြစ်တဲ့ဗမော်လွယ်ကျထိန်ချုပ်လမ်းကြောင်းအတွက်ဗမော်ကိုထိန်ချုပ်ထားနိုင်သူဘက်ကအလေးသာသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုအာရခတတ်တော်အလုံးရင်းနဲ့မတိုက်ရသေးတဲ့အကြောင်းရင်းကိုသုံးသပ်နေပါတယ်။စစ်တွေတတ်နေတဲ့မှာနေမြေကန်တပ်ရင်းတွေရဲ့လက်ကျန်အင်အားဟာ1400ဝန်းကျင်ကရှိမယ်လို့ ကျွန်တော်ခံမှန်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်စစ်တွေကိုမောင်တော်ရသေးတော်ကြောက်တော်မင်းများပုံနဲ့ကျောင်းကစစ်ရှုံးကောင်တွေအစုလိုက်အပြုံလိုက်ရောက်ရှိနေတာအတီးပြုတ်လို့ရပါပြီစီးနင်းတိုက်ခိုက်ခံရလို့ဆုံးခါခပြေးလာတဲ့တပ်ပြက်တွေကိုချက်မပြစ်သေးပဲလူစစ်တွေနဲ့အင်အားဖြည့်တင်းကတက်နေရမယ့်အဝေးရောက်တိုက်ရင်အတွင်နဲ့လုတ်ကင်နေကြတာဖြစ်ပါတယ် ဆိုတော့ကစစ်တွေတက်နေမှာကြီးတဲ့အင်အား2000နဲ့3000အကြားအင်အားနဲ့ခံစစ်ဆင်နေတဲ့အနေအထားကိုတွေ့ရပါတယ်တမယိုးကြစစ်ပွဲရဲ့နေရာမှာကခံစစ်ဆင်သူထက်တိုက်စစ်ဆင်သူကအင်အား300 300ဖြစ်ပါတယ်ဒါကြောင့်အရက်ခတက်တော်ဟာဘဇူတစည်းတည်းရှိနေတဲ့စကားဆရဲ့အင်အားတွေကိုစိတ်စိတ်မောမောဖြစ်အောင်စစ်ကစားနေတာပဲဖြစ်မယ်လို့ယူဆပါတယ်အမှန်တကယ်ခြေလင်းတိုက်ရင်က ဘုံမူဒေတာလည်းနဲ့အမှန်939ချေလျံတိုင်ရင်ကဘူကြီးစိုးသက်ဆန်တို့တပွဲစီဦးစီးတဲ့ကန်းထိုးရေရဲ့နှက်စည်းဟာအတဲအစင်းလုံးထိုးပြီးတော့စစ်တွေနဲ့ပြည်ကျွန်းချကင်းလဲ့လျက်ရှိပြီးမထင်ရင်မထင်တယ်လို့ရေထဲကနေပြစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။ AR တိုင်းမြောက်ဆန်းစစ်မျက်နှာမှာတော့မင်းညံ့တွေကမကြီးကုန်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးညပိုင်းမှာလည်းကြောက်ကြီးကုန်းကိုထပ်မံတိုက်ခိုက်ထားပါတယ်။ ဇေဒဂံပြည်သူနှုတ်ဦးတည်ဆုံးပြီးချိခိုက်ထံရရရှိသူတွေများပါတယ်ဇနိမနဲ့မှာတော့ပန်တော်ကြီးလမ်းဆောင်အနီးဝါတော်ကွင်းရွာမှာမြေပြင်ထိတွေ့မှုဖြစ်ပွားလျက်ရှိပြီးလေကြောင်းကနေပြစ်ကူပေးတိုက်ခိုက်လျက်ရှိပါတယ်ငကရစ်တောင်တော့တရက်ပင်ကြီးစုစွာပန်းမုတ်ကွင်းရွာတို့မှာပူပေါင်းတပ်တွေဝင်ရောက်ထိထုတ်နေရယူထားပြီးလို့သိရှိရတဲ့အတွက်မြေပြင်တိုက်ပွဲထိတွေ့မှုတော့လေကြောင်းတိုက်ခိုက်မှုတွေပါပြင်းထန်လာနိုင်ွယ်ရှိနေပါတယ် မကွေးတိုင်းဗရန်းတန်နယ်ကန်တုံစခန်းမှာတံပြားကမော်တော်ယာဉ်၃စီးနဲ့လော်လီကား၃စီးအင်အားတရာကခိတ္တယာယီခြေပြုရောက်ရှိပါတယ်အဲ့ဒီစစ်ကြောင်းဟာပဋိမ္မာဝလမ်းအတိုင်းတောင်ဘက်ကိုဆက်ထွက်သွားပြီးဈေးကြီးလမ်းပေါက်မှာတစ်ဖက်အောက်ကိုင်းလမ်းပေါက်မှာတစ်ဖက်ချင်းကုန်းလမ်းပေါက်မှာတစ်ဖက်စီချပြီးပဋိမ္မာဝလမ်းမကြီးတာချွေချောင်းဘက်ကိုထွက်ခွာသွားပါတယ်ယနေ့နေ့လည်ခင်းမှာတော့အဲ့ဒီစစ်ကြောင်းဟာ ချင်းကုန်းမှာထိတွေ့မှုဖြစ်နေတာရှိပါတယ်။ဗရန်တန်နယ်ကတရက်ထဲတိကျခွဲထွက်နေတဲ့ဇီးအိမ်လေးချောင်းရံကာကွယ်ရေးတပ်ကလည်းခိုင်စစ်အခိုင်မာခန့်စစ်အခိုင်မာပြင်ဆင်လျက်ရှိပါတယ်။စစ်ပတ်လည်းမှာဆက်သွယ်ရေးမြောင်းတွေတူဖော်ထားပြီးနေကင်းညာကင်းမပြတ်ချထားပါတယ်။ဒါပေမဲ့အခြေအနေမဟန်ရင်ပြည်ကြောင်ပစ္စည်းတွေထုတ်ပိုးသိမ်းဆဲနေတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့၈ရက်လောက်တုန်းကရေတကြိုမြို့ထဲမှာ ိုက်ပွဲပေါ်ဆောင်မှုတစ်ခုကိုထုတ်ပြန်ကြေညာလာပါတယ်။ပခုတ်ကူမျိုးကနေပခန်းကိုထွက်လာတဲ့ဂျန်မာတက်တန်ပြားကကားကို RPG 40မမလောင်ချာရဲလက်နဲ့ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ထားနိုင်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်အမှတ်159ချီလင်တိုင်ကတက်ချက်ကြီး၂ယောက်မဆီကြိုက်ပါတယ်။မကွေးတိုင်းရဲတပ်ဖွဲ့ကရဲတပ်သား14ယောက်စုစုပေါင်း16ယောက်မဆီကြိုက်တိုက်ဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။ ပဲဘကိုးတိုင်းရှိချမ်းကြောက်တကားမြို့နယ်ကခြံတလင်းနဲ့နန်စရွာတိုက်ခိုက်ခံရမှုကိုပူပေါင်းတပ်ဖွဲ့တွေစင်အိုးလာရွာမှာညာရင်းချင်းအထွေပြန်တောင်းထားပါတယ်စစ်ကောင်စီဘက်ကအ ਨੇ ဆုံးမက်ဆီ၁၀ယောက်လောက်ကြိုက်တယ်လို့သိရှိရပါတယ်ဇမန်နေ့တုန်းကခြံတလင်းရွာနဲ့နန်စရွာဒေချောင်းတိုက်ခိုက်မှုမှာပူပေါင်းတပ်ဖွဲ့တွေဘက်ကလေးဦးကျွေလင်းခဲ့ရတဲ့အဖြစ်အပျက်ကိုလက်စားပြန်ချေခြင်းဖြစ်ပါတယ်ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကအထိကိုက်ရှိခဲ့ပေမဲ့အခြားဆုံးမရှိခဲ့ဘူးလို့သိရပါတယ် ဒူးချုပ်စိုးဝင်းနေရတော့တောင်းကြီးလို့မရဘူးအဲ့ပဲငစားပဲမနေ့တော့ကတမတော်နေ့လမ်းလျှောက်ပွဲစိုးဝင်းမလာဘူးညီနိုင်ကိုကြွေးမှုနဲ့လုတ်တယ်လို့ကျွန်တော်ပြောတော့မှရှိသေးတယ်တစ်ဖက်မီဒီယာမှာစမ်းစမ်းကြီးကိုထင်ပြတာပဲတော်ပြီနောက်သူ့အကြောင်းမပြောတော့ဆက်လဲဆုံးနားထောင်ပြီးတော့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်